အမျိုး surprise တိုက်တာပေါ့နော်ဒီဘက်ဘက်ကကရင်ပူတင်ပြီသူကတကယ်အပြင်ခေါင်းကကျွတ်ကလေးရဲ့အရာသာရဲ့ပြီးတော့အထက်ကပူတင်ကအေးအေးလေးနဲ့လောကစိတ်နေရပဲမင်းမိုက်တာပဲပိန်မုတ်ဆိုင်တောင်းတောင်းလေးဆိုင်တွေ့တာအဲဒီဆုံးလေးရင်စားကြည့်လိုက်မယ်နော် တယောက်ချူချူအီးအီးလေးပူနင်းဘိမုတ်တစ်ခုမှရှေ့ရပဲဆိုရှေ့ရရနေလဲဘိုက်ပြည့်ရယ်စံမုံနှစ်ကိုကအစာကိုတိုင်းလောက်ထားတဲ့စိုင်လေးလည်းဖြစ်တော့တကယ်တခြားစိုင်လေးလုံးဝထူးခြားတယ်ပြီးတော့ဒီမှာထူးထူးခြားခြားမိတို့စားနေကြဘိမုတ်အဖြူအညိုအပြင်ဟိုသူကတခြားစမ်းသစ်ထားတဲ့ဘိမုတ်တွေလည်းရှိတယ်အော်မမုတ်ကြိုက်တဲ့ပိတ်သက်တွေလည်းအရင်ကြိုက်မှာညှက်လိုက်မလားခင်ဗျာလူတိုင်းမထည့်သွားမှာတအားပူနေလို့အဲ့ညှက်ညှက်မလားအဲ့ညှက်ညှက်ပဲအာညှက်ညှက်ပဲအမြင် လက်လောက်ထားမှာသိတာပဲမကျန်စီးနေရပဲမင်းတို့ကအရန်နူးအိမ်နေမဲ့ထင်တာဒါပေမဲ့သူကအဲ့လိုမဟုတ်ဘူးအပြင်ခွန်လေးကျွတ်ကျွတ်လေးနဲ့အထက်မှာအိအိတွေ600ပေါ့အချက်ရည်လောက်အဲ့လောက်အဲ့လောက်ထိပေါ့တမျိုးတွေမဟုတ်ပေါ့ဒါလေးကတော့အချက်ရည်600လောက်ပေါ့အဲ့လိုမျိုးဒါတွေကတော့ဘန်းပေါင်းဆိုရင်တော့6ပန်းလောက်ပေါ့ဒါမျိုးတွေလည်း6ပန်းလောက်ပေါ့အဲ့လိုမျိုးဒါမျိုးတော့တနေ့4ပန်းပေါ့အဲ့လိုမျိုး3ပန်းပေါ့အဲ့လိုမျိုး MC ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါ။မြရဒီနေ့ညနေတောင်လေးမှာမုတ်သွားစားမယ်ပေါ့နော်။ပြည်သက်နေတဲ့တူတူဒါပေမဲ့ဘိုက်ပြည့်ရဲ့မုတ်လည်းဖြစ်ရမယ်။လူမီဒီနားမှာဘိုင်မုတ်ဆိုင်ကောင်းကောင်းလေးဆိုင်တွေ့တာ။ကဲမိခုရောက်နေရတော့ဒါ38နံပါတ်။မြရဒီဘက်အနော်ရထားလမ်းဘက်ကနေဝင်လာဆိုဆိုင်ကအလဲလောက်မှာပဲဆိုတော့အဲရောက်တော့ရောက်တော့မယ်။ရှာကြည့်အောင်ချက်လောက်။ကဲဒီမှာဆိုင်လေးရောက်ပြီးတော်တော်မှုေးနေရပဲ။အရင်ဆုံးဆက်စုကြည့်အောင်။ မမင်းလာပါရဲ့ဒီမမီးတွေ့ရဘိမုတ်တရားအများကြီးပဲဘယ်နှမျိုးလောက်ရှိလဲဘိမုတ်တရားတည်း10မျိုးလောက်ရှိတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဒါကတီးဆုံးဘိမုတ်ထူချသွားတာတီးဆုံးဘိမုတ်ပေါ့သူကြတော့ထောပတ်ဆံဘိမုတ်ဒါဆံဘိုင်းနဲ့ဆံဟုတ်ဆံဘိုင်းကြီးထောပတ်ဘိမုတ်ဆံဘိုင်းကြီးထောပတ်ဒီဖေးဖို့အာအရှိရွယ်နာမည်ဟုတ်ဒါတော့ဟို ပေါ့ကိုချောက်ပြောတာမင်းတို့ဘိမ့်မို့အထူသားလို့လည်းပြောလို့ဘိမ့်မို့အထူဘိမ့်မို့အကြီးလို့ဟုတ်တော့ဘာသူမှမလုပ်ဘူးကွာကိုပဲဒီဇိုင်းဒီလိုမျိုးလုပ်ထားရတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဒါအခုမှပူပူနွေ့နွေ့လေးပေါ့ပူပူနွေ့နွေ့ရကူမှဆက်ကထုတ်လာတာဟုတ်ဒီမှာလည်းနောက်တစ်မျိုးဟောဒါကတော့အကျွတ်ပေါ့ဘိမ့်မို့အကျွတ်ဟုတ်အကျွတ်အကျွတ်ကတော့ဒါလေးကဖောက်သွားလဲဘလို့ဘလို့သူကတော့စားလိုက်ဂျီဂျွတ်ဂျီဂျွတ်နေပေါ့အခုလူငယ်တွေလည်းကြိုက်တယ်လူကြီးတချို့50တော်တွေကြိုက်တယ်ပေါ့ဘိမ့်မို့အကျွတ်ပေါ့တကယ်ကျွတ်နေရပဲဟာကျွတ်နေပဲဒါဒီနေ့နောက်နေ့နေ့လည်းထိတော့လည်းကျွတ်တယ်ကျွတ်ချိုးလိုက်ဂျီဂျွတ်ဂျွတ်ဖြစ်နေအောင်ကိုကွာပေါ့လို့မိုက်မိုက်တယ်ဘာလို့ကောင်းမှာပေါ့ ကျွန်တော်မျိုးသမီးဆိုရင်သူကငငယ်ရသူ့မေရောင်းနေရောင်းနေတာဟုတ်ဟုတ်ကျွန်တော်လည်းတွဲတော့အချိန်မှစပြီးတော့ဒါဒါလေးစရောင်းနေနောက်ကြာလာတော့ခါကျတော့အစိုးရကြောင့်ကိမ့်မို့ဂျုံအမျိုးမျိုးလုပ်ကြတယ်လေကိုယ်လဲကြရင်တော့ငါတို့ကဆန်လောက်တာဆိုတော့ဒါငါလည်းရအောင်လုပ်မယ်ပေါ့နော်အလုတ်ကြည့်ရင်လည်းဒါမျိုးတွေဖြစ်သွားတယ်ဟုတ်ဟုတ်တီးတုံတီးတုံဘေးမို့ရှိတယ်ဆိုတော့တီးတုံကိမ့်မို့ရှိရင်တီးတုံဘေးမို့လည်းရှိရမယ်ပေါ့အစင်းစားပြီးတော့ အရင်ကကြက်ဝင်မြင်မြင်မှုတာတော့တည်တော်ပြမအဝိုင်းမယ်လေကွာအဲကိုယ်လည်းကြရင်ခွက်ကလေးနဲ့လုတ်ကြည့်မယ်ဆိုတာဒီဇိုင်းလေးစဉ်းစားရင်ဒီလိုလေးဖြစ်သွားတာပါခင်ဗျာအိုင်ဒီယာတကယ်မိုက်ပါတယ်ပြီးတော့ပြမမဟုတ်ဘူးဟုတ်တယ်ဟုတ်တယ်အဲကိုလုတ်ရှင်တဲ့ဆန္ဒကြောင့်အဲ့လိုဖြစ်သွားတာဟုတ်ကဲ့ပါဟုတ်ကဲ့ဒီဘိမုံရဲ့ဟိုကတော့ထူးခြားချက်ကကြိုတင်လုပ်ရတယ်ဟိုဒီ game မှာဒီနေ့လုတ်လို့မရဘူးအဲဂျုံဆိုရင်တော့အခုလုတ်အခုရတယ်မုံကလေအဲအဲ့လိုမျိုးလေးရှိတယ်ညှက်လိုက်မလားခင်ဗျာဒီတိုင်းပဲထည့်သွားမှာတအားပူနေလို့ထည့်ထည့်တာတဘူးဆိုဘလားဒါတဘူးကို3000ဘူးလေးနဲ့ရောင်းပေးဘန်းနဲ့ဆိုရင်ဘန်းနဲ့ဆိုရင်1000 အဆန်မှုတ်ကစားကိုကိုတိုင်းပဲလုပ်တာကိုတိုင်းလုပ်ပဲဆန်ဆန်မုံနစ်ပေါ့ဆန်ကိုကြည့်ရတာဟုတ်ဆန်မှုတ်မဟုတ်ဟုတ်စဉ်းစားပြီးတော့လုပ်ခါရပေါ့ထောပတ်ဆန်ဘန်းကြီးထောပတ်ဘိမုတ်ပေါ့ဟိုးရင်တော့ဘန်းအဝိုင်းနေပေါ့နော်ဟုတ်ဟိုလည်းမီးသွေးနေဖုတ်ချတာဒါကတော့အာဘန်နေဆိုတော့ဒီဘန်းဆိုင်ပေါ့အဲဒါဆန်ဘန်းကြီးထောပတ်ဘိမုတ်အတွက်ပေါ့ဒီပေါ်သူတို့မြေဘဲနဲ့ဘင်းစီလေးပဲဖြူလိမ့်မယ်။အုံးဒီဟာရင်တော့တုံးတယ်ဒါပေမဲ့လူတွေကမကြိုက်တာများတယ်လေ။တပြေးကြောက်ရဲ့တီဟိုရဲ့ဖယုံရဲ့ဒီသင်္ဘောဒီအနီးအစိမ်းပေါ့နော်နှစ်မျိုးပေါ့။ ပြီးရင်ဘင်းစီလေးအချိုးလေးပါအဲ့ပါအချိုးလေးပါနော်ယူယူစုံလေးပေါ့ယူ၅မျိုးပေါ့ဟာအဘူချင်းကတော့အပေါ်ကတော့230ပေါ့နော်အောက်က250လောက်ပါကိုကမီးအရင်တော့မီးသွေးနဲ့လောက်တယ်လေမီးသွေးနဲ့လောက်တဲ့ခါကျရင်ခက်ခဲတွေတွေ့ရတယ်လေကက်တွေပေါ်လာတော့ဆက်တွေပေါ်လာတော့တီထွင်းနဲ့ကြည့်ရပါတော့နော်အဲ့တော့ဟိုဘာပဲပြောကုန်ကြစိတ်ကအတူတူပဲမီးသွေးနဲ့ကန်တယ်အတူတူပဲ လူတက်တာွားတာပေါ့နော်ခင်မီရဲဟောနည်းနည်းခင်မီွားတာပေါ့နော်ဟုတ်ကဲ့ပါ15မိနစ်မိနစ်နဲ့စောင့်ထည့်ပြီးဒီလိုစီလေးအပေါ်ရင်လေးတုတ်ပေးရပြီးရင်တခါပြန်ထည့်ပြန်ထည့်ပြီးကြက်ရတာပေါ့နော် အပေါ်ရန်လေးဆိုးရောသွားယုံလေးပဲပေါ့နော်တချို့လိုစီအဲ့လိုနိုင်ချင်းအဲ့လိုမျိုးမလုပ်တချို့စီမကြိုက်ကြဘူးလေပြဆုံးလုံးဝဟိုကလုံးဝစမ်းတဲ့ gas နဲ့လောက်ထားတာကိုဟုတ်တယ်ခင်ဗျ gas ကိုမှကိုလိုချင်လို့မလိုအပ်တာတွေကိုဖြုတ်ပြီးတော့လိုအပ်တာတွေပတ်ပြီးတော့ကိုကလုံးထားတာပေါ့ဟိုကပူတယ်ဗျာပူတဲ့တံကိုမခံနိုင်ဘူးကိုဘယ်လိုလုပ်ရမလဲကိုစဉ်းစားလိုက်တယ်အဲ့မှာအမြင်ရှိတာနဲ့ gas ဆိုင်ကိုသွားတယ်ပေါ့ပြီးတော့စတိဆိုင်ကိုသွားပြီးတော့ငါပြောဒီလိုဖြစ်ရှင်တယ်ဒီလိုရင်းကနေဒီလိုမျိုးလေးဖြစ်သွားတာဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဒါဒါအစားအကုန်လုံးအခုကျန်ကို idea တွေအခု idea ကြီးတွေဟိုဒါပေမဲ့ဟိုအမြင်ဆရာတော့ရှိတာပေါ့ဒါတခြားနိုင်ငံတွေမှာပေါ့နော်ဟုတ်ဟုတ် customer ဘာစားများလဲ customer တွေဘာစားတာများလဲဆိုတော့အကုန်လုံးပါပဲအကုန်လုံးစားလိုက်ပါအကုန်လုံးသူကကြိုက်တဲ့လူကတစ်မျိုးစီကြိုက်တာပေါ့လူရဲ့အများကြီးပေါ့တစ်ယောက်တစ်မျိုးစီကြိုက်ကြတာအမျိုးကတော့အစောပတ်တီပဲဘိမို့ပူတင်းထည့်ပြီးတော့ပူတင်းဘိမို့လို့ရတာဟုတ်ပေါ့ဟုတ်ပါအစ်အဲ့ဒါလေးကတပူးကိုတစ်ချစ်ရပါအဲ့ဒါတီးဆုံးဘိမို့အဲအဲ့လောက်1500ပါခင်ဗျရောအညက်ကလေးနဲ့လည်းအားပေးလို့ရပါ ဘယ်နဲ့ခုလဲတမလေးညှက်မလားပေါ်ချတနည်းကိုရောင်းရောင်းရောင်းရတာပြောတာပေါ့ဒီလို600ပေါ့အချက်ရေတော့အဲ့လောက်အဲ့လောက်ထိပေါ့အကုန်လုံးဒီဟာတွေထားဟိုဒီဟာတွေတော့မပါဘူးဒီတမျိုးတွေမျိုးပေါ့ဒါလေးရတော့အချက်ရေ600လောက်ပေါ့အဲ့လိုမျိုးဒါတွေကတော့ဘန်းပေါင်းဆိုရင်တော့6ပန်းလောက်ပေါ့ဒါမျိုးတွေလည်း6ပန်းလောက်ပေါ့အဲ့လိုမျိုးဒါမျိုးတော့တနည်း4ပန်းပေါ့အဲ့လိုမျိုး3ပန်းပေါ့အဲ့လိုမျိုးစပွန်ရောကဘင်းမုံဆိုင်ဖွင့်တာ18နှစ်ကျွန်တော်ရဲကြီးပဲဖွင့်တာဆို18နှစ်ကျော်တော်တော်ကြာပြီပေါ့ကြာပြီဗျဘင်းမုံမဲလောက်တက်တဲ့ကလူ ိုပြီးတော့စီးပွားရေးစပြီးတော့ဘေးမုံမစလုပ်တာဟုတ်ကဲ့အဲ့စားဖွင့်တော့ဘယ်နှမျိုးစရောင်းတာလဲအခုကဘယ်နှမျိုးစားဖွင့်တော့ဒါလေးနှမျိုးပဲရှိဩအဲ့ဘေးမုံနှမျိုးပဲရှိဒါတော့ပုံမှန်နှမျိုးပဲဒါပုံမှန်နှမျိုးဟုတ်ကဲ့ဟုတ်ကဲ့နောက်ပိုင်းမှဒါအဲ့လိုလော်ရင်လော်ရင်လည်းပေါ့အခုကဘယ်နှမျိုးဖြစ်သွားတယ်ခွာအခုတော့အနေဆုံး10မျိုးဟုတ်တယ်ကုမျိုးစိမ်မျိုးရှိတာနှမျိုးလောက်ကခဏပြန်ဖြုတ်လာတယ်ပေါ့ရှစ်မျိုးပေါ့လက်ရှိကတော့အများဆုံးကဲဒီမှာမြေလေးမျိုးအောင်ကျွေးထားရပေါ့နော်ဒီမှာမြေစားဘူးတာလေးတော်တော်ဆက်ဆန့်လေးပေါ့နော်ဗိမ့်မုတ်ကူမှာရဆိုအရင်ဆုံးကြီးကြည့်အောင် တော်တော်လေးပိုက်ဆံနေပြီဒီကဖြတ်သွားတယ်ဘိမုံနဲ့လေးကမှုရင်းညာပဲပါဒီမှာသူကရိုးရိုးမျိုးစားနေကြဘိမုံအဖြူအညိုအဲ့လိုမျိုးနှစ်မျိုးအပြင်မှာဒီမှာဒီကနေပြီးတော့ဒီဒီမှာပဲရတယ်ပေါ့နော်တကယ်ထူးခြားတဲ့ဘိမုံတွေလည်းရှိရယ်ပြီးတော့သူမျိုးပုံမှန်ဆိုရင်ဆန်နဲ့ပဲလှုပ်ထားဆိုပဲဒီမှာဆိုကောက်ညင်းနဲ့လည်းရှိမယ်ပြီးတော့ပူတင်းထဲပုတ်ထားတယ်ပူတင်းဘိမုံလည်းပါမယ်ဒီကတော့မီအမျိုးစားနေကြအဖြူလေးပဲမှာလာတယ်ဒါကတော့တီးဆုံဘိမုံအဲ့တီးဆုံလေးရင်စားကြည့်လိုက်မယ်နော်ဒီကချူချူအီးအီးလေး သူကလေအထဲကအသာအေးအေးလေးပဲမယ်အပြင်ကအခွန်လေးကတွတ်တွလေးမင်းတို့ကအရန်နူးအိမ်နေမယ်ထင်တာဒါပေမဲ့သူကအဲ့လိုမဟုတ်ဘူးအပြင်ခွန်လေးတွတ်တွလေးနဲ့အထဲမှာအေးအေးလေးပြန်နက်အာစပစ်ဒီအဲ့လိုမျိုးယူလေးလေးပါတယ်ပြန်လိုယူခဲလေးလေးပါတယ်ပြော်ဒီအပြင်ခွန်ကျွတ်နေတဲ့အရာသားလေးရဲ့အထက်ကအသားအီအီလေးရဲ့အရာသားလေးရရပုံမှန်သူမျိုးဗိမုတ်တွေကဆန်နဲ့လှုပ်တာပေါ့နော်ဒါပေမဲ့ဒီမှာကောက်မြင်းနဲ့လှုပ်ထားတာလေးရှိရယ်ကောက်မြင်းနဲ့လှုပ်ထားအောင်မှာဒီထဲမှာယူပါမယ် ဒီမှာကောက်မြင်နဲ့လှုပ်ထားရမယ်တိတာပဲဒီမှာကျန်စီးနေရပဲကြိလိုက်တာနဲ့ကောက်မြင်နဲ့ဘိမုတ်လှုပ်ထားတော့လုံးဝထူးထူးဆန်းဆန်းဒီမှာပဲရရလေးပေါ့နော်ပြီးတော့ဒါကအလွတ်ရှိမယ်ဒါအမြောက်ဒီမှာယူပါလေးယူတာအင်းဟောဆစ်ဆီလေးနာလို့မို့ကိုကိုက်လိုက်ရင်လို့အီအီဒီနဲ့ပြောက်သွားမှာပေါ့ဗျဒါကြောင့်ဟွာဟွာလို့ကောင်းတယ်စီစီလေး သူကဘယ်လိုမျိုးဆင်လဲထုံးမုံတို့ပါအဲ့လိုမျိုးပုံစံမျိုးနဲ့ဆင်လဲအရာသာလေးကစစ်စစ်လေးနဲ့ပေါ့နော်အဖြူကတခြားဆိုင်တွေမှာလည်းရရဆိုမဲ့မတူတာတခုကကြောက်ဒီမှာဆန်မုတ်ကဆန်မုတ်နှစ်ကကိုယ်တိုင်လောက်ထားဆိုတော့တကယ်မုတ်နှစ်ကလုံးဝကွာခြားတယ်အဖြူကလုံးဝ favorite ပဲဒါမူလလက်ဟောင်ရတာอืมห้างนี่ก็ต่อไม่ได้ห้างนี่ญาเนี่ยก็ไม่ดูอืมนั่นท้องได้อะอย่าล่ะซูๆเลยทีๆมิมิเลยสิเอ๊ะพี่ก็ดูมาลงอ่ะทุๆจ๊ะๆ မိတို့တခါမှတွဲမသိတဲ့အရာတခုပေါ့နော်ဘိမ့်မုတ်နဲ့ပူတင်းထဲကိုသွားရောပြီးလှုပ်ထားတာပူတင်းကိုသွားအထဲမှာထည့်ပြီးတော့ဘိမ့်မုတ်အဲလှုပ်တဲ့မုတ်နှစ်လေးနဲ့လှုပ်ထားတာပေါ့နော်ကပ်ကိတ်လေးနဲ့အတူသေးရေနော်မြန်မာမုတ်နဲ့အောင်မတူတော့လုံးဝစမ်းသစ်နေရဒီမှာမိမလိုက်တာအထဲမှာပူတင်းထွက်လာပြီအငွေ့လေးတောင်ထွက်နေရပဲအမျိုးဆာပရိုက်တိုက်တာပေါ့နော်ဒီဘက်ကကရင်ပူတင်းပြီလေဒီမှာခွာပြီးပြီနောက်မှာတော့ပူတင်းလေးမြင်နေရပြီအဲ့တော့ပူတင်းနဲ့ဘိမ့်မုတ် လောက်ထားဘလို့ရတာလေးရှိတယ်ပြီးကြည့်လိုက်ပြီ음ဘယ်မှမိုက်တာပဲကတကယ်အပြင်ခွန်ကကျွတ်ကလေးရဲ့အရသာရဲ့ပြီးတော့အထက်ကပူတင်ကအီအီလေးနဲ့လောကစိတ်နေရပဲပူတင်လေးကတော်တော်မိုက်တယ်ပြီးတော့ပူတင်တိတန့်ကြီးပဲလေဒီဆိုင်မှာရရဲ့ အစာပြေစာမဟုတ်စားမယ်ဆိုရင်လည်းဒီဟာဆိုပူတင်တစ်ခုမှရှေ့ရပဲပေါ့နော်ပူတင်ဘိတ်မဟုတ်တစ်ခုမှရှေ့ရပဲဆိုရှေ့ရရင်လည်းဘိုက်ပြည့်ရဲပြီးတော့အရန်ချူချူရေးရဲလည်းမဟုတ်ဘူးဆိုတော့ကလီလေးတက်လည်းအဆင်ပြေရဲပြီးတော့လူကြီးတွေလည်းကြိုက်ပါသေးကြတယ်။မိတိနေစားခဲ့တဲ့ဆိုင်လေးကငိမ့်ဘိတ်မဟုတ်ဆိုင်လေးပဲဖြစ်ပါတယ်။ဆိုင်လေးကဆိုလည်းတက်တန်းကြရှည်ပြီးတော့သူကဒီမှာစံမုံနှစ်ကိုအစာကိုယ်တိုင်လှုပ်ထားတဲ့ဆိုင်လေးလည်းဖြစ်တော့တကယ်တခြားဆိုင်နဲ့လုံးဝထူးခြားတယ်။ပြီးတော့ဒီမှာထူးထူးခြားခြားမိတို့စားနေကြဘိတ်မဟုတ်အဖြူအညိုအပြင်ကိုသူက တခြားစမ်းသစ်ထားတဲ့ဗိမုတ်တွေလည်းရှိတယ်။အော်မြမုတ်ကြိုက်တဲ့ပိတ်သက်တွေလည်းရန်ကြိုက်မှာ။ပြီးတော့ဈေးနှုန်းအပြင်ဆိုရင်လည်းသူက900နေပြီးတော့3000ဝန်းကျင်အထိပဲရှိရဆိုဈေးနှုန်းလေးလည်းမစိုးအော်ပိတ်သက်တွေလာစားမယ်ဆိုရင်တော့ဆိုင်လေးရတာကြောက်တရားမျိုးနဲ့ဒါ38လမ်းပေါ်မှာရှိပါတယ်။ဒီဘက်အနော်ထာလမ်းလာလို့ရှိရင်လည်းညီရဒါအထက်ဘလောက်ပေါ့နော်ပိတ်သက်တွေအဆင်တော့လာစားဖို့ဖိတ်ခေါ်ပါတယ်။ပြီးတော့နေစားလည်းထားပြီးသွားပြီးအရန်လည်းကြိုက်တယ်အော်ပြန်လာတော့မယ်။စုံတိရှိပေးပိတ်သက်တွေအားလုံးကျေးဇူးတင်ပါတယ်ပိတ်သက်တွေအားလုံးနဲ့တတ်တာ။